အားလုံးပဲမင်္ဂလာပါ။ Blogger Miss ကလည်းပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ဒီကနေ့ကတော့အရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်း Binance P2P ကနေပြီးတော့ကျွန်တော်တို့ Crypto တွေဘယ်လိုဝယ်ရမလဲဆိုတာကိုကျွန်တော်ဒီကနေ့မှာလက်တွေ့လုပ်ပြသွားမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့ဝယ်မှာဆိုတော့ Binance ကိုသွားလိုက်မယ်။ P2P အကြောင်းတခြားမသိသေးတဲ့သူကကျွန်တော်တို့ဒီညာဘက်တောင်ဆုံးမှာဗီဒီယိုလေးပေါ်နေနေမယ်။အဲဒီဗီဒီယိုကိုသွားကြည့်လို့ရပါတယ်။အခုကျွန်တော်က Crypto ဝယ်ပြမှာဖြစ်တဲ့အတွက် ဒါကျွန်တော်ကဝယ်ပြတဲ့ဟာပဲလုတ်ပြမှာပေါ့နော်အရင်ဗီဒီယိုမှာကတော့ကျွန်တော် B2B အကြောင်းရှင်းပြထားပါတယ်အဲ့ဗီဒီယိုမှာတွေ့ကြည့်လို့ရပါတယ် Okay ဒါဆိုရင်ကျွန်တော်အရင်ဦးဆုံးဒီ LAN ဆိုတဲ့တယောက်မှာ LAN လား LAN မှမသိနော်သူ့မှာကကျွန်တော်တို့ order ကိုပြင်ကြည့်မယ်ဆိုရင်1353 order ရှိတယ်99% rate လည်းရှိရဲဆိုတော့မစိုးဘူးသူ့စီမှာဝယ်လို့အဆင်ပြေလောက်တယ်ပြီးတော့ rate ကလည်း4.85 limit ကလည်း 8000ကနေ330တိရတာဆိုတော့ကျွန်တော်တို့အနေဆုံး8000လောက်ရှိအောင်လည်းကိုသူ့စီမှာတောင်းဝယ်လို့ရတယ်ပြီးတော့ payment method ကနေ KB နဲ့ပေါ့နော်အဲ့တော့ကျွန်တော်သူ့စီမှာစမ်းဝယ်ကြည့်လိုက်မယ် Okay ဒါဆိုရင်ကျွန်တော်တို့ဝယ်မယ်ဆိုရင်အရင်ဆုံးဘာနှက်ရမလဲဆိုတော့ကျွန်တော်တို့ဘိုင်းကိုနှက်ရမယ်ကျွန်တော်တောင်းခွဲဖို့ဝယ်ကြည့်မယ်ပေါ့နော်တောင်းခွဲဖို့ဆိုရင်ကျွန်တော်ပြန်ရမှာက3.6719 USD သူ့စီရံနဲ့ပြန်ရမှာပေါ့နော်။ Okay အဲ့တော့ဘိုင်ကိုနှိပ်လိုက်မယ်။ โอเคဒါဆိုရင်ကျွန်တော်တို့ content seller ကိုနှိပ်လိုက်မယ်ကျွန်တော်ဘာဘလို့ဒီလိုမျိုးပို့လိုက်တာလဲဆိုတော့ ဟိုကိုဘက်ကလည်း coffin လောက်တာပေါ့နော်တချို့လူတွေကအဲကျွန်တော်တို့ပေးမဲ့မတ်တပ်နေရမှာသူတို့အကောင့်တွေထည့်ထားတာရှိရဲ့တချို့လူတွေကတော့မထည့်ထားတာရှိရဲ့အဲ့အချိန်ကျရင်ကျွန်တော်တို့က seller ကိုဓာတ်ရိုက်ဆက်သွယ်ပြီးတော့အကောင့်ကိုလွှဲပေးရမယ်ဆိုတော့ကိုမေးတာပေါ့နော် okay ဒါကသူ reply ပြန်ပြီ okay ဒါဆိုရင်သူနမီမတူရဲ့လက်မခံအောင်တော့ပြီးတော့သူ့ရဲ့အကောင့်နံပါတ်ကိုပို့လာပြီကျွန်တော်ကတော့ privacy အရအဲသူ့ရဲ့ဒီပို့လာတဲ့နံပါတ်တွေနံပါတ်တွေကိုကျွန်တော် blur လေးလောက်ထားမယ်ပေါ့နော် ဒီနေရာမှာကျွန်တော်တို့ခုရှိတာက note ထဲမှာ crypto နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမထည့်ရင်အကောင်းဆုံးပါပဲပြီးရင်တော့ကျွန်တော်တို့ screen shot လေးကိုသူ့ကိုပြန်ပို့လိုက်ရင်အဆင်ပြေပါပြီ okay ဒါဆိုရင်တော့ကျွန်တော်သူ့ကိုလည်းငွေလဲပြီးသွားပြီ payment receipt ကိုလည်းသူ့ကိုပို့ပေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ payment complete ဆိုတော့နှိပ်လိုက်မယ်ပေါ့နော်ဒါကကိုဘယ်လောက်လွှဲလိုက်တာလဲဆိုတော့ကျွန်တော်ရိုက်ထည့်လိုက်ဒါဆိုရင်ကျွန်တော် payment complete ကိုနှိပ်ပြီးသွားတဲ့အချိန်မှာဟိုဘက်ကနေ seller ဘက်ကနေကျွန်တော်ဘက်ကို release လုပ်ဖို့ဆိုအောင် release လုပ်တယ်ဆိုတာဘာကိုပြောတာလဲဆိုတော့ တစ်ဖက်ကလည်းကျွန်တော်ရဲ့ account နဲ့ကို USDT ပြန်ထည့်ပေးရမှာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့စောင့်နေဖြစ်ပါတယ်ဒီလိုမျိုး exchange တွေမှာအယောင်းဝယ်လောက်တာကဘယ်ဟာ safe ဖြစ်လဲဆိုတော့ကျွန်တော်တို့ scan ခံရနိုင်ချေတော်တော်လေးနည်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုအာ KB ကနေပြီးတော့သူ့ကိုလွှဲလိုက်တယ်ပေါ့နော်လွှဲလိုက်ပြီးတော့ကျွန်တော်တို့ကျွန်တော်လွှဲပြီးကြောင်းဆိုပြီးတော့ cloud လေးတစ်ခုနှိပ်လိုက်တယ်နှိပ်ပြီးတဲ့အခါမှာ ဆယ်လာဘက်ကကျွန်တော် USDT ပေးမှာဟိုအခုစောင့်နေရပေါ့နော်ဒီမှာ countdown လေးလည်းပါရအခု5မိနစ်ကြာနေတယ်ဆယ်လာကိုလည်းကျွန်တော်တို့ပတ်စံမလွဲသေးဘူးဆိုရင်ဆယ်လာကိုလည်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးသွားပြောလို့ရတယ်ပေါ့နော်တစ်ဖက်ကနေကျွန်တော်တို့ကို release လုပ်မပေးဘူး USDT ပြန်မပေးဘူးဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ Bit2B မှာအကူအညီတွားတောင်းပြီးတော့ကျွန်တော်တို့အခုဒီဖြစ်တာကအဲဘာဖြစ်တာလဲညာဖြစ်တာလဲဆိုပြီးတော့ Bit ဘက်ကနေကျွန်တော်တို့စစ်ပေးလိမ့်မယ်ပြီးတဲ့အခါမှာကိုယ့်ဘက်ကမှန်ကန်ကြောင်းဆိုရင်တစ်ဖက်လူရဲ့ USDT သူ့ရဲ့အကောင့်ထဲကဟာကို ကိုယ့်ဘက်ကိုပြန်လာပေးနိုင်မြင်အဲ့ဒါအဲ့ဒါကတော့ဘိုင်ပေး exchange ဘက်ကနေကျွန်တော်တို့လုတ်ပေးမှာပေါ့နော်အဲ့တော့အပြင်မှာအယောင်ဝယ်လုတ်မယ်ဆိုရင်ဒီလိုမျိုးတွေရှိမှာမဟုတ်ဘူး exchange exchange ပေါ်မှာလုတ်မယ်ဆိုရင်တော့ကျွန်တော်တို့အော် scan ခံရနိုင်ကြတော်တော်လေးနည်းပါတယ်ကိုကအယောင်ဝယ်လုံးဝယ်ဆိုရင်တော့ကိုရဲ့ account အစစ်နဲ့အဲကိုရဲ့ account အစစ်ဆိုတာကျွန်တော်တို့ vibe မှာနာမည်တူဟိုအပြင်က bank account ဟို kb account တို့မှာလည်းကိုနာမည်နဲ့ဆိုရင်ကိုဘက်ကလည်းလုံးဝအားလုံး sure ပါတော့အဲ့တော့ ဟိုတခုလွဲသွားရင်တော့ကိုဘက်ကနေတေချာနေတော့ဘာဖြစ်ဖြစ်ကိုဘက်ဆန်ပြန်ရနိုင်ချေများတယ်ဗောနော်အခုလောလောဆယ်မှာတော့ release မလုပ်သေးဘူး hello brother dan โอเคဒါဆိုရင်ကျွန်တော်ဆန္ဒသူ့ကိုစာပို့လိုက်တဲ့အချိန်မှာသူ့ဘက်ကနေပြီးတော့ release လုပ်ပေးလိုက်ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ account နဲ့ကို3.6719 USD ဝင်လာပြီဖြစ်ပါတယ်ဒါကိုဘာမှပြန်သွားကြည့်လို့ရမလဲဆိုရင်အခုဆိုရင်ကျွန်တော်30ဖြစ်သွားပြီပေါ့နော်ကျွန်တော် funding account ထဲမှာရှိပါတယ်။ Binance ရဲ့ funding account ထဲမှာ funding ဆိုတဲ့ဝင်လိုက်ဝင်ပြီးရင်ကျွန်တော်တို့ဒီမှာတော့၄ဒေါ်လာဖြစ်သွားတယ်ပေါ့နော်။ကျွန်တော်ရဲ့အရင်က USDT လက်ကျန်လေးနဲ့ပေါင်းသွားလို့။ Okay ဒါကတော့ကျွန်တော်တို့ Binance ထဲကိုအဲ USDT ဘယ်လိုထည့်ရမလဲဆိုတာကိုပြပြသွားဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့အခုဒီထည့်ထားတဲ့ USD နဲ့ဟိုဒီဘိုင်ဘစ်ထဲမှာတခြား crypto coin တွေဘယ်လိုဝယ်ရမလဲပြီးတော့ trading ဘယ်လိုလုပ်ရမလဲရယ်ပြီးတော့ investment တွေဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြသွားပါမယ်ကျွန်တော်ဒီအပိုင်းမှာဗီဒီယိုမတင်ပြတာလဲကျွန်တော်ချင်းရရဲ့အကြောင်းကျွန်တော်မအားဘူးဖြစ်နေလို့ပေါ့နော်အဲ့အတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်။ Okay ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။အားလုံးပဲမင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်။